ကျန်းကျန်းမာမာနေနိုင်တယ်ဆိုတာကမှန်ကန်စွာစားတော့နေထိုင်မှုနဲ့ပုံမှန်ကိုလလှုပ်ရှားမှုတွေလှုပ်ဆောင်နေခြင်းရဲ့ပြည့်ုပ်ပဲဖြစ်ပါတယ်။စားလိုက်တဲ့အစားအစာတိုင်းကခန္ဓာကိုယ်အကျိုးပြုနေတယ်တော့မဟုတ်ပါဘူးနော်။အစာလဲဆေးဆေးလဲအစာဆိုတဲ့စကားအတိုင်းဖြစ်ဖို့ဆိုရင်တော့အစားအသောက်တွေကိုတည်တည်ဆင်းဆာလေးရွေးချယ်ပြီးစားတော့ဖို့လိုအပ်ပါတယ်။မကစားစားတော့နေထိုင်မှုကနှလုံးရောဂါနဲ့လေဖြတ်တာလိုမျိုးရောဂါတွေဖြစ်နိုင်ကြရောကြစီနိုင်ပါတယ်။ ဒီလိုမျိုးအမှန်ကန်တဲ့စားတောင်းမှုပုံစံကခက်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 ရှာဖွေရမယ်လိုအပ်ချက်ကြီးတော့မဟုတ်ပါဘူးเนาะပုံမှန်ထက်နည်းနည်းလေးသတိထားရုံပဲဖြစ်ပါတယ်ဒီတော့နေပြနိုင်ခြင်းကိုချွတ်ချပေးနိုင်မယ်အစားအစာတွေကဘာတွေလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ရအောင်เนาะဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ပါတင်ရင် subscribe လုပ်ပြီးတော့ဒီနာနူဒီဗီဒီယိုလေးကိုလည်းဖြည့်ပေးပါအောင်ရှင် ာကြီးကိုရှော့ချပေးမယ်ပထမဆုံးအစားစားကတော့ဆယ်မန်ငါးပဲဖြစ်ပါတယ်လေးလာချက်တွေအရတပတ်ကိုဆယ်မန်ငါး၃ချိန်လောက်အနည်းဆုံးစားသုံးပေးမယ်ဆိုရင်လေးဖြန်းနာကြီးကို၆ရာခိုင်နှုန်းကနေပြီးတော့၁၄ရာခိုင်နှုန်းလောက်အထိရောက်သွားတတ်တာစီနိုင်တယ်လို့ဆိုပါတယ်ဆယ်မန်တူနာမက်ဂရယ်လိုလိုမျိုးပင်လယ်ငါးတွေမှာပါဝင်နေတဲ့ Omega 3 fatty acid တွေကသွေးကြောတွေရှောင်ရမ်းအောင်တတ်တာစီပြီးတော့သွေးစီစဉ်မှုကိုကောင်းစေလို့အုံနောက်ထဲမှာသွေးကဲပိတ်ဆို့တာမျိုးတွေဖြစ်နိုင်ကြုံရကြစီနိုင်ပါတယ် ။နောက်ထပ်တစ်မျိုးကတော့အုတ်ချုံပဲဖြစ်ပါတယ်။သွေးရည်ကိုလက်စထရောကိုကျဆင်းစေနိုင်တဲ့အစားအစာတစ်မျိုးပါနော်။သွေးရည်ကိုလက်စထရောများတဲ့အခါသွေးကြောထဲမှာအဆီတွေစုပေါင်းနေပြီးတော့လေဖြန့်နိုင်ခြင်းကိုပိုများစေနိုင်ပါတယ်ရှင်။ ။အာတမျိုးကတော့ကစုံဥပါကစုံဥမှာအမြင်တက်တွေကျွဲဝါစွာပါဝင်နေပြီးတော့ဓလို့ဆက်မြင်ပစ္စည်းတွေလည်းပါဝင်လာကြောက်တွေးကြော်တွေထဲမှာအစီတွေစုပုံလာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါရဲ့ရှင်။အာတမျိုးကတော့ blueberry ပါဓလို့ဆက်မြင်အာနိသင်တွေကျွဲဝါတဲ့ blueberry ကတွေးကြော်တွေရောင်ရမ်းအောင်တက်တာစီနိုင်ပြီးတော့တွေးကြော်တွေကိုပြေရောစီလာကြောက်တွေးကြော်တွေထဲမှာတွေးကဲပိတ်ဆို့လာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါရဲ့ရှင်။ အတူပြီးတော့အစီထုတ်လာတဲ့ note ပါအစီထုတ်လာတဲ့ note ပုံမှန်တောက်သုံးတဲ့သူတွေကသိတို့ဖြစ်နိုင်ချေကိုရောကြစီနိုင်ပါတယ်လေးလာမှုတည်းရဲ့အရာအစီထုတ်လာတဲ့ note ကိုပုံမှန်တောက်သုံးတဲ့သူတွေကအခြားသူတွေထက်လေးဖြစ်နိုင်ချေ90ရာခိုင်နှုန်းလောက်နည်းတာကိုတွေ့ခဲ့ရပါတယ်နောက်တစ်မျိုးကတော့ငါပြောသေးပါပိုတက်ဆီယမ်ကျွေးဝါးတဲ့ငါပြောသေးကသိတို့ကြစီနိုင်ပါတယ်နေ့စဉ်ငါပြောသေးစားသုံးမှုကလေးဖြစ်နိုင်ချေကို24ရာခိုင်နှုန်းလောက်ထိရှော့ချပေးနိုင်ပါတယ်ရှင် အဲ့ဒါမျိုးကတော့ဖယုံစီပါဖယုံစီကမဂနီစီယံကျွဲဝါစာပါဝင်ရေးအစားအစာတစ်ခုပါနေ့စဉ်ဖယုံစီလက်ဖက်ရုံနှဆုံးစာတော့စားသုံးပေးမယ်ဆိုရင်လေးထဲလာချီကို16ရက်ကနေအထိချောချပေးနိုင်ပါတယ်ပုံမှန်မဂနီစီယံကျွဲဝါတဲ့အစားအစာတွေကိုစားသုံးပေးမှုကလည်းလေးထဲလာချီကို22ရက်ကနေအထိရောကြစေနိုင်ပါရဲ့ရှင် အသံမျိုးကတော့ကိုက်လန်ပါကိုက်လန်ကသွေးကြောတွေကိုပြည့်ရောစေပြီးတော့သွေးကြောတွင်အဆီစုပုံမှုတွေမဖြစ်အောင်ကောက်ကွယ်ပေးနိုင်ပါတယ်သွေးကြောတွေထိခိုက်ပျက်စီးတာကိုကောက်ကွယ်ပေးပြီးတော့လေပြင်းနိုင်ခြေတွေညော့နေအောင်လွှတ်ဆောင်ပေးပါတယ်ရှင်အသံမျိုးကတော့ဟင်းလူတွေပါမဂနီစီယမ်ဗီတာမင် B နဲ့ဖိုလိကျော်ဝါစွာပါဝင်နေတဲ့ဟင်းလူတွေကသွေးမတိုးအောင်ကောက်ကွယ်ပေးပြီးတော့သွေးတိုးကြောဖြစ်တဲ့လေထက်တောင်ကိုလည်းဖြစ်နိုင်ခြေတွေရောကြစေနိုင်ပါတယ် နောက်တစ်မျိုးကတော့ MNC ပါ။နေ့စဉ် MNC လက်စုံစာတော့စားသုံးမိတာကလေထက်တာကနေပြီးတော့ကာဝေးပေးပြီးသားဖြစ်မှာပါ။တွေးရင်းကအကျိုးမပြုကိုလက်စထရောတွေကိုကြားစင်စီပြီးတော့အကျိုးပြုကိုလက်စထရောတွေကိုတိုးစီတာကြောင့်တွေးကြောထဲမှာအဆီစုပေါင်းတာနဲ့တွေးကြောပိတ်တာတွေကြောင့်ဖြစ်တဲ့လေပြဝင်နှောင်ရောကြားရှင်နိုင်ပါတယ်။ နမျိုးကတော့စက်တုံဖြူပါစက်တုံဖြူထဲမှာသွေးရည်အစီစုပေါင်းမှုကိုရောကြစီနိုင်တဲ့ဓာတ်တွေပါဝင်နေပြီးတော့သွေးခဲတာမျိုးတွေမဖြစ်အောင်လုပ်ကောက်ဝယ်ပေးပါတယ်။သွေးမခဲအောင်ကောက်ဝယ်ပေးမှုကြောင့်သွေးကြောထဲမှာသွေးခဲပိတ်ဆို့တာကြောင့်ဖြစ်တတ်တဲ့လေဖြတ်နိုင်ခြင်းကိုရောကြစီနိုင်ပါတယ်။စက်တုံဖြူကိုနေ့တိုင်းစားပေးပါနော်။သွေးခဲတာကိုကောက်ဝယ်ပေးနိုင်ပါတယ်ရှင်။ ။နောက်ဆုံး review ကတော့အနက်ရောင်ချောကလက်ပါ။အနက်ရောင်ချောကလက်ကလေးဖြတ်တာကိုကောက်ွယ်နိုင်တာဟုတ်ပါမလားဆိုပြီးတော့ထင်နေကြလား။အနက်ရောင်ချောကလက်မှာပါတဲ့ flavor night ကလေးဖြတ်တာကိုကောက်ွယ်ပေးနိုင်ပါတယ်။လို့နဲ့အချိုကဲအချိုကလက်တွေကတော့လေးဖြတ်တာကိုမကောက်ွယ်ပေးနိုင်ပါဘူးရှင်။ လေပြတ်တာကိုကောက်ွယ်ဖို့အတွက်အခုပြရပေးသွားတဲ့အစားအစာတွေကိုစားသုံးတဲ့အခါမဖြစ်မနေသတိထားမှာကတန်ဆင်းလိုပေးဆိုတာပါပဲ။ဒါကြောင့်အလွန်ကြုံမဖြစ်စေဘဲနဲ့တင့်တော်တဲ့ပမာဏတစ်ခုလောက်ပဲစားသုံးပေးဖို့သတိပေးပါသေးရှင်။ဗီဒီယိုလေးအဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဦးနော်။